ခုလိုလုပ်တာကအဖေရဲ့ဂုံတိတ်ခေါကိုကြားစီတယ်နော်။ဘာဖြစ်လို့အခုလိုစကားမျိုးတွေပြောနေတာလဲအဖေရ။ငါဘာသာဘလို့ပဲလုပ်လို့မင်းအပူမပါဘူးကော။ငါကိုလာပြီးဆရာကြီးမလုပ်စမ်းနဲ့။ငါမွေးလို့မင်းလူဖြစ်လာတာပါ။ကိုညမောင်ရဒီမှာရွာသားတွေကလည်းစောင့်နေကြပြီဗျခမအတက်နိုင်ဆုံးကုညီပေးပါနော်ဒီကိစ္စကအင်မတန်မကိုအရေးကြီးလို့ပါဗျပြီးတော့ဝရဟိတအလုပ်ပဲဗျမောင်မြတ်ပါပေးတယ် တာဖာနီယောင်အရှေ့တင်ဖြစ်နေတဲ့အချိန်ရွာတကြီးကစကားပြက်ပြောခဲ့လိုက်ပါတယ်အတလန်စီယာကြီးဖြစ်တဲ့ဥညုံမောင်တယောက်ကတော့ဒေါ်သာပါတဲ့အရေးအယောင်နေတဲ့အတူစူးရှတဲ့မျက်လုံးကြီးတွေနဲ့ရွာတကြီးရဲ့အုပ်စုကိုကြည်လုံနေပါတယ်ပြီးရင်နောက်မှာတော့ခေါင်းကိုခါရမ်းပြီးစိတ်မသက်မသာဖြစ်နေတဲ့ပုံစံနဲ့အိမ်အောက်ကိုဆင်းလို့သွားခဲ့တာပေါ့တစုံတရာကိုမကြင်မနဲ့ဖြစ်နေတဲ့ပုံစံနဲ့ဆိုင်ကယ်ကိုစီးပြီးတခါတည်းထွက်လို့သွားခဲ့တာပါသားဖြစ်သူမောင်ဖုံးတယောက်ကတော့ထွက်ခွာသွားတဲ့သူ့ရဲ့ဖခင်ကိုငေးမောကြည့်နေုံသာတနိုင်ခဲ့ပါရဲ့ မောင်ဖုံးရဲ့တသက်နဲ့တကောသူ့ရဲ့ဖခင်ဖြစ်သူအတလန်းစီယာကြီးဦးညွန့်မောင်တရားအခုလိုပုံစံမျိုးတကားမှဖြစ်ဘူးတာကြောင့်အံ့ဩထိတ်လန့်လို့နေပါသေးတယ်။မင်းအဖေကအစီမပြေဘူးဆိုတော့ငါတို့မင်းဦးလေးတို့နဲ့အတူလိုက်ခဲ့လို့ရမလား။ဦးလေးတို့မှအားကိုးစရာလူမရှိတော့လို့ပါကွယ်။ငါတို့ရဲ့ဂျေဆုကိုဦးလေးတို့ဒီတသက်မမေ့ပါဘူးနော်။ ရွာလေကောင်းရဲ့ခမ်းမပန်ရှမ်းမာတော့ဖရာယုတ်တုတွေကိုတက်ညီလက်ညီနဲ့တွန်းလောင်းလို့နေခဲ့ကြပါတယ်။ဒီညောင်ဖြူကုန်းရွာကလေးဟာဗုဒ္ဓရုပ်ဘွားတော်တွေကိုတွန်းလောင်းရမှာတိတ်ကိုကျွမ်းကျင်လာတဲ့ကြီးလက်တော်ရွာလေးတရွာလေးဖြစ်တာပေါ့။အတော်ကမှလက်ရမြောက်ကြတဲ့အပြင်မြို့ကဖုံးတော်ကြီးကြောင့်တော်တော်များများမှလည်းဒီရွာကတုံးလောင်းထားတဲ့ရုပ်ထုတွေဆိုတာမရှိသလောက်ကိုရှားပါလာပါတယ်။ လွန်ခဲ့တဲ့တလားလောက်ကရွာကိုပရဟိတသမားတယောက်ရောက်လာခဲ့ပြီးဗုဒ္ဓရုပ်ပွားတော်တစ်ခုကိုတွန်းလောင်းဖို့အတွက်အလုလာအပ်ခဲ့ပါရယ်။အဲဒီမျိုးကလူဟာတာမန်လူတွေထက်တရားတရားပုံမှုထက်သန်လွန်လာပြီးဘာသာရေးကိုအလွန်ကိုင်းဆိုင်တဲ့အပြင်ဗုဒ္ဓဘာသာကိုလည်းအင်မတန်မှကိုယုံကြည်သက်ဝင်လွန်လာသူတယောက်ဖြစ်ပါရယ်။အဲဒါကြောင့်အခုတွန်းလောင်းခိုင်းတဲ့ဗုဒ္ဓရုပ်ပွားတော်ကိုလည်းခြွေသားအတိတွန်းလောင်းဖို့အတွက်အလုအပ်ခဲ့ခြင်းလည်းဖြစ်ပါရယ်။ တလအတွင်အပီးလုပ်ပေးရမှာဖြစ်ပြီးမြို့ကဖုံးတော်ကြီးကြောင့်တကြောင်းကို အရောက်ပို့ပေးရမှာပဲဖြစ်ပါတယ်။အဲဒီမြို့ကိုရောက်ဖို့ဆိုရင်တော့ထုံးစံအတိုင်းပဲရှင်းဟောင်းတင်ညာကြီးရှိတဲ့ဒီတော်အုပ်ကြီးကိုဖြတ်တန်းရမှာလည်းဖြစ်တာပေါ့။ဒီနေ့အားဖြင့်ပြောရရင်လူသူအရောက်အပေါက်နေလွန်လာတဲ့တစီတော်ကြီးကိုဖြတ်ရမှာပေါ့ဗျာ။အဲဒီလိုလူသူအယောက်ပေါင်းနဲလာတဲ့တောအုပ်ကိုအမိပြုပြီးမကောင်းတဲ့လူတစုကလည်းဒီတောအုပ်ကိုအမိပြုနေထိုင်ကြပါရဲ့ တကယ်တော့ဒီနေ့ဟာဗုဒ္ဓရုပ်ဘွားတော်ကြီးကိုစတင်တောင်းတဲ့နေ့ကနေစလို့တလားပြည့်တဲ့နေ့ဖြစ်ပြီးဒီနေ့မှာပဲမြို့ကိုသွားပို့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ပဲရွာသကြီးရောအုပ်စုဟာအတလန်းဆရာကြီးဦးညွန်မောင်ကိုဒီလန်ခီမှာဥဆောင်ပြီးပို့ဖို့အတွက်လာရောက်အကူအညီတောင်းခဲ့ခြင်းလည်းဖြစ်တာပါ။ ဒါပေမဲ့လို့လဲစိတ်မကောင်းစွာနဲ့တကြီးတို့ဟာအထလန်းစီရာကြီးရဲ့လေတံမမာနဲ့ပြောဆိုပြီးလက်လျူရှူခြင်းကိုသာခံလိုက်ရပါတယ်။သူတို့အားလုံးရဲ့မျောလင်းချက်လေးတခုကတော့ဆရာကြီးဥညုံမောင်ရဲ့သားမောင်ဖုံးတယောက်ရှိနေလို့တော်သေးတယ်လို့ပြောရပါလိမ့်မယ်။အဓိကကတော့တစီတော်ကိုဖျက်ရမှာဆိုတော့လန်ခီမှာမကောင်းဆိုးဝါးရရဲ့အန်ဒီရီကိုကာကွယ်ဖို့အတွက်မောင်ဖုံးတယောက်ကိုအကူအညီတောင်းခဲ့ခြင်းလည်းဖြစ်ပါတယ်။မောင်ဖုံးတယောက်ကကိုကြီးမဲဆိုတော့မှရွာတကြီးလေရွာသားတွေနဲ့အတူစိတ်ရှက်လက်ရှက်အိမ်ပြန်လို့သွားခဲ့တာပေါ့ အတလန်စီယာကြီးဦးညုံမောင်တယောက်ရဲ့ဆိုင်ကတော့တောဆက်နာလေးကတနေရာမှာရက်လို့ထားခဲ့ပါတယ်။ဒါပေမဲ့အတလန်စီယာကြီးဦးညုံမောင်တယောက်ဘဲကိုသွားပြီးဘာလုပ်တယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ရဘူးပေါ့ဗျာ။ဒေချာတာတကူကတော့အတလန်စီယာကြီးဥညုံမောင်သွားတဲ့နေရာတက်တက်ဟာတစီတော်ကိုအမိပြုပြီးမကောင်းတဲ့အောင်လန်စီယာတွေတကိုးသမ ्या တွေမိတင်းနေထိုင်တဲ့အိမ်တိမ်ပဲဖြစ်ပါရဲ့။ အတလန်စရာကြီးဖြစ်တဲ့ဥညုံမောင်တရားဘာလို့အဲ့ဒီနာကိုရှင်းကပ်သွားခဲ့တယ်ဆိုတာကိုတော့ဘယ်သူမှမသိရပါဘူး။ဒီကိစ္စကိုဘယ်သူမှမသိကြတဲ့အပြင်ဘယ်သူမှလည်းတတိမထားမိခဲ့ကြဘူးပေါ့ဗျာ။ဒီလိုပါပဲ။ကျင်နာမလို့လို့နဲ့နာကျင်အောင်လုပ်သွားတဲ့သူမရဲ့လှဲ့ကွက်တွေကိုမိတ်ဆွေတို့တတိမထားမိကြသလိုမျိုးပေါ့ဗျာ။အဲ့ဒီတဲ့အိမ်ဦးထဲမှာတော့လူတို့ရဲ့စကားပြောတဲ့တွေကိုတီးတိုးကြားလို့နေခဲ့ရပါတယ်။ ဒီတကောက်ငါတို့လောက်ရမယ်ကိစ္စကအရေးကြီးရမယ်ကိစ္စနော်လက်လွတ်စပယ်လောက်လို့တော့မရဘူးတည်တည်ချာချာအကွက်ကြက်ကြကိုစီစဉ်မှရမယ်ကွာမင်းတို့အားလုံးလည်းတတိဝရိယနဲ့အလုပ်ကိုတေချာလေးလုပ်ကြနော်တကယ်ဆိုဒီအလုပ်ကအထလန်းဆရာရောင်ရောင်ဘွားရောင်ရောင်ဟိုကောင်းလေးပေါ့ဆာမောင်ဖုံးနဲ့ပူပေါင်းလိုက်ရင်အဆင်ပြေသွားမယ်အလုပ်ပဲကွာအဲ့ဒီကိစ္စကတော့ဘလုံးမောင်ဖြစ်နိုင်ဘူးထင်တယ်ချာကြီးရဲ့ဘာဖြစ်လို့ဆိုဒီကောင်လေးကရွာပြန်มาနေတယ်ဆိုပေမဲ့လို့လေဒီညောင်ဖြူကုန်းရွာလေးကိုသူကတဲ့ပြီးရှင်းမြင်လို့တာဗျာ အဲ့ဒီအတွက်မပူပါနဲ့ကွာငါဒီကိစ္စကအဆင်မပြေမှန်သိပါတယ်အဲ့ဒါကြောင့်လေတခြားနီလန်တစ်ခုကိုတည်တည်ချာချာစီစဉ်ပြီးပါပြီကွာအလူနီးနဲ့မရရင်တော့အကျန်းဒီတုံးရတာပေါ့ကွာအဲဒါပေမဲ့ရောစရာတစ်ခုရှိသေးတယ်ကွာအတန်နိုင်ဆုံးတော့ပြဿနာနည်းနိုင်သမျှနည်းအောင် လုပ်ရမယ်မဟုတ်ရင်ငါတို့ရဲ့လုပ်ငန်းကမအောင်မြင်မဲနေလိမ့်မယ်ကွာ ခေါင်းဆောင်ဖြစ်တဲ့ဦးဖိုးသိန်းတယောက်ကသူ့ရဲ့အဖွဲ့သားတွေနဲ့အောင်လန်းစရာဖြစ်တဲ့ကိုဝါတိုးတို့အဖွဲ့ကိုမှားစရာရှိတာတွေကိုတေရှာမှားကြားလို့နေပါရယ်။ရွာလေကခမ်းမမှာတော့တတိနဲ့အတူတကြီးတို့ဟာအရေးကြီးတဲ့ဇာတ်ရီပြောလို့နေတာပေါ့။သူတို့ပြောတဲ့ဇာတ်ရီထဲမှာဒီနေ့ညနေပဲမြို့ကကြောင်းကိုအရောက်ပို့ပြီးမင်းဆိုတဲ့ဇာတ်တန်တွေ တော့အုပ်ကြီးကိုဖျက်ဖို့အတွက်အတလန်ဆရာတွေကိုပါခေါ်ပြီးတိတိရှာရှာရှော့ရှော့မှုမှုရအောင်ပို့ဝေးမယ်ဆိုပြီးတကြီးကပြောလို့နေပါတယ်။အဲ့ဒီစကားတွေကိုတော့လူယုံမှာဥဖူးသိန်းရဲ့တချို့တယောက်ကနားထောင်လို့သွားခဲ့တာပေါ့။ဒီနေ့ညနေမှာပဲပို့ဆောင်တော့မယ်ဆိုတဲ့တဲ့ရင်ကိုကြားလိုက်ရတဲ့တချို့တယောက်ဟာသူ့ရဲ့ဆရာဖြစ်သူဦးဖိုးသိန်းစီကိုတွားရောက်တဲ့ရင်ပေးมาပဲဖြစ်ပါတယ်။ဒီလိုနဲ့အဲဒီနေ့ညနေခင်းမှာပဲရွှေသားအတီးနဲ့သွန်လောင်းထားတဲ့ဗုဒ္ဓရုပ်ပွားတော်ကိုကျိုးရီတုပ်ပြီးထွက်လာကြည့်ဖို့ကိုတိတိကျကျတင်လို့ထားခဲ့ပါပြီ။ ဗုဒ္ဓရုပ်ပွားတော်ဟာအတော်လေးကိုတက်ပယ်လွန်လာပြီးခြွေသားအတီးနဲ့တောလောင်းထားတာဆိုတော့တန်ဖိုးကလည်းမနှဲလာပါဘူးအဲ့ဒီနောက်မှာတော့ရွာတကြီးဦးဆောင်ပြီးရွာသားတချို့နဲ့အတူအထလန်ဆရာကြီးဦးညုံမောင်ရဲ့သားဖြစ်သူမောင်ဖုံးတို့ဖွဲ့ဟာတောဆက်သေးကိုစတင်ဝင်ရောက်လာခဲ့ပါပြီ တကြီးနဲ့အတူပါလာတဲ့ရွာသားတိုင်းဟာတနက်ကိုစီကိုကင်ဆောင်လုပ်ထားခဲ့တာပေါ့။မောင်ဖုံးတယောက်ကတော့ဘာစကားမှမပြောဘဲဆေးလွယ်အီလီတလုံးကိုလွှဲရင်းနောက်ကနေအသာလိုက်လို့လာခဲ့ပါရယ်။ဒီလိုနဲ့တဖြည်းဖြည်းမောင်းနှင်လာခဲ့ပြီးတဲ့နောက်မှာတော့တောရဲ့အလေကိုရောက်ရှိလို့လာခဲ့ပြီးအချိန်ကလည်းမောင်စားပြုတဲ့အချိန်ကို ရောက်ရှိလို့လာခဲ့ပါပြီ။သူတက်လာတဲ့တတော်ကြီးကိုဖြတ်ပြီးတဲ့နောက်မှာတော့တတော်ရဲ့အစုံကိုရောက်ခင်းကြီးဆက်ဆက်ဖြစ်လို့လာခဲ့တာပေါ့။ အမောင်တို့ကလည်းအတော်လေးကိုဖုံးလွှမ်းလို့နေခဲ့ပြီးထလာကြီးရဲ့မိကသာလည်းရှေ့ကလမ်းကိုတည်တည်ရှိရှိမြင်တွေ့နေခဲ့ရပါတယ်ဒီလိုနဲ့တဏီယာအယောင်မှာတော့မောင်းနှင်လာတဲ့ထော်လာကြီးဟာအချိန်ချောပြီးဖြည်းဖြည်းချင်းရက်တန့်လို့သွားခဲ့ပါရယ်။ဘာလို့လဲဆိုတော့လမ်းရဲ့အလေတက်တဲမှာကြီးမားလာတဲ့တစ်ပင်ကြီးတစ်ပင်ကိုလှဲထားခဲ့ခြင်းကြောင့်လည်းဖြစ်တာပေါ့။အားလုံးကတော့ဘာမှမစိုးရိမ်ပေမဲ့လို့လည်းမောင်ဖုံးတယောက်ကတော့ရှစ်ရှင်းဆိုသလိုပဲမတက်ထားရခဲ့လိုက်ပါတော့ရယ်။တကြီးဒါကတမင်တက်တဲ့ပိတ်ဆို့ဓာစီမှုတစ်ခုပဲဗျာ။ ဲ့ဒီအတွက်တတိယဝရိယနဲ့နေပြီးတိုက်ခိုက်ဖို့အတွက်အသိပြင်ထားပြီးတော့ကျွန်တော်တို့တွေလူရက်ခံရတော့မယ်အဲလိုပြောပြီးတဲ့နောက်မှာတော့ချက်ရှင်းဆိုသလိုပဲမောင်ဖုံးဟာထလာကြီးဘော်ကနေခုံစင်းပြီးမြေပြင်ဘော်ကမြေကြီးတချို့ကိုကောက်ယူခဲ့လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့မျက်စိကိုအသာမိတ်ထားပြီးကာရာမန်တန်တချို့ကိုရုတ်ဖက်ပူဇော်လို့နေခဲ့လိုက်တာပေါ့။ ပြီးရနောက်မှာတော့စုတ်ထားတဲ့မြေကြီးတွေကိုလေးပေါ်အသာပြင်းမြောက်ခဲ့လိုက်တဲ့အခါမှာတော့အလင်းနှံချိုဟာကောင်းပေါ်မှာပြန်ဝဲလို့သွားခဲ့ပါတယ်။အဲ့ဒီအချိန်ရှက်ရှဲဆိုတော့ပဲတနက်ပြစ်တန်တစ်ချက်ကထွက်ပေါ်လာခဲ့ပြီးအောင်ဖုံးရဲ့ဘီနာကမြေပြင်ကိုထိမှန်လို့သွားခဲ့ပါတယ်။အဲ့ဒါကတော့အော်လန်စီယာကြီးကိုဝါတုံးနဲ့အတူကောင်းဆောင်ဖြစ်သူကိုဖိုးသိန်းတို့အဖွဲ့ဟာတနက်တွေနဲ့အဆမ်းပြတ်ပြစ်ခတ်နေခြင်းပဲဖြစ်တာပေါ့။တနက်တရီကဇက်တိုက်ဆိုတော့ပဲထွက်ပေါ်နေခဲ့တာကြောင့်မောင်ဖုံးတို့အဖွဲ့ဟာဘာမှမခုခံနိုင်ပဲဖြစ်လို့နေပါတယ်။ အားလုံးပဲထလာကြီးပေါ်ကနေအမျက်စင်းကြပြပြီးတော့လုံကြုံတဲ့နေရာကိုယူထားနော်မောင်ဘုံရဲ့စကားသံကိုကြားမှသာတကြီးနဲ့ရွာသားတွေဟာထလာကြီးပေါ်ကနေအမြန်ခုန်ဆင်းပြီးနေရာယူထားခဲ့လိုက်ကြပါတယ်အခုလိုရောက်လာပြီးကုညီပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်ကျေးဇူးတင်စရာမလိုပါဘူးငါတက်နိုင်တော့ကတော့အကောင်းဆုံးကုညီပေးညီမှာပါဒါပေမဲ့ပုံမှန်ထပ်ပို့ပြီးကိုကိုကိုဘီယူဆိုင်ကြနော် အဲဒီလိုပြောပြီးတဲ့နောက်မှာတော့တရဲမဟာရရှင်းဆိုသလိုပဲအလင်းရောင်တချို့နဲ့အတူပျောက်ွယ်လို့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရွာသားတချို့ဟာတစ်ဖက်ကရန်သူကိုတနက်နဲ့ပြန်လဲခုခံပစ်ခတ်ခဲ့တာပေါ့။လက်တံပြောင်းလာကတော့မမေးပါနဲ့တရှက်ပြည့်တကောင်ပဲတန်းကိုလဲချလို့သွားခဲ့တာပါ။ဟာမတို့ပြစ်နေတာကြီးစံအောင်ကုန်တော့မယ်။ဘာဖြစ်လို့သူတို့ဘက်ကလူတယောက်ကမှမထီရသေးတာလဲ။အခုတော့ကြီးစံငါလူတယောက်ပါကြာသွားပြီ။ကဲအားလုံးပဲနားထောင်ကြ။ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူး။မတို့တွေလူစုခွဲမှရမယ်ကွာ။ ရွာကြီးကလည်းတနက်တန်နေငိမ့်ကြသွားခဲ့တာကြောင့်သူ့ရဲ့ရွာသားတွေကိုလူစုခွဲပြီးနေရာယူခိုင်းပါတော့တယ်။နှစ်ဖက်စလုံးကနေရာယူပြီးတဲ့နောက်မှာတော့အပြန်အလှန်ပြစ်ခတ်လို့နေခဲ့ကြတာပေါ့။အဲ့ဒီအချိန်ရုတ်တရက်ဆိုတော့ပဲမကောင်းဆိုးဝါးဝိညာဉ်အုပ်လိုက်ကြီးဟာမောင်ဖုံးတို့ရဲ့အနောက်ကနေဖြည်းဖြည်းချင်းလှမ်းလာလို့နေခဲ့ပါတော့တယ်။အဲ့ဒါကိုမြင်တဲ့ရွာသားတွေကလည်းထိတ်လန့်လို့သွားခဲ့ပြီးပါလာတဲ့တနက်တွေနဲ့ပြစ်ခတ်တာစီလို့နေခဲ့တာပေါ့။မောင်ဖုံးကြီးလုပါဦး။နော်နော်နော်နောက်ကနေလာတဲ့မကောင်းဆိုးဝါးတွေက တနက်နေ့ပြစ်လို့လည်းမဖြစ်ဘူးကွာသူတို့ကလူသားတွေမဟုတ်ဘူးလေအဲ့ဒါတခုခုကူညီပါဦးရွာသားဖြစ်တဲ့မှန်ချောင်းတယောက်လမ်းအော်လိုက်တာကြောင့်မောင်ဖုံးလေးသူ့လောက်ရမယ့်အရာကိုသိရှိလို့တော့ခဲ့ပါရယ်တရေစီတွေအားလုံးကလည်းမောင်ဖုံးတို့စီကိုဥတီလာပြီးဒုက္ခပေးတော့မယ်ဆိုတာကတော့အတိအကျပါပဲ ။အဲဒီနောက်မှာတော့လွယ်အိတ်ထဲကနေနှကြွေးရုပ်တစ်ခုကိုအလင်းမြန်ထုတ်ခဲ့လိုက်ပြီးမြေပြင်ပေါ်ကိုချထားခဲ့လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့လက်သီးကိုစုပ်ပြီးကာရာမန်နန်တွေကိုအစမပြတ်ရွတ်ဆိုခဲ့လိုက်တာပေါ့။အဲဒီနောက်မှာတော့နှကြွေးရုပ်တတိလေးဟာကြီးမားလွန်လာတဲ့ကြွေးရိုင်းကောင်ကြီးအဖြစ်ကိုအသွင်ပြောင်းလဲလို့သွားခဲ့တာပေါ့။မကြလိုက်ပါဘူးအာနေမန်နဲ့ဆိုသလိုပဲကျွေးအိုင်းကြီးဟာတဆေအုပ်လိုက်ကြီးရှိရာစီကောအပြေးအလွာတွားရောက်တိုက်ခိုက်ပါလာတယ်ဒါပေမဲ့လို့လေတစုံတစ်ယောက်ရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်အဲ့ဒီနဲ့ကျွေးအိုင်းကြီးဟာ တရဲစီအုပ်လိုက်ကြီးရဲ့အနာကိုမရောက်ခင်မှာပဲပျောက်ကွယ်လို့သွားခဲ့ပါတော့ရယ်။အဲဒီမြင်ကွင်းကိုမြင်တော့မောင်ဖုံးတယောက်လည်းအတော်လေးကိုထိတ်လန့်လို့သွားခဲ့တာပေါ့။တကြီးနဲ့ရွာသားတို့အားလုံးကလည်းမောင်ဖုံးတယောက်ရဲ့စွမ်းအားတွေကိုတားဆီးခံနိုင်ရတာကြောင့်အန်အော်ဘီထိတ်လန့်လို့သွားခဲ့ကြပါရယ်။များပြားလာတဲ့တရဲစီတွေကလည်းသူတို့ရဲ့ရှင်နာလေးကိုတဖြည်းဖြည်းနဲ့နီးကပ်လို့လာခဲ့ပါပြီ။ဦးလီတို့အဖွဲ့ကျွန်တော်ကိုထားခဲ့ပြီးတခြားလွတ်မြောက်တဲ့တနေရာမှာသွားပြီးပုံနေပါကျွန်တော်ဒီကိစ္စတွေကိုတိတိကျကျလေးကိုင်တွေဖြေရှင်းလိုက်ပါမယ်ဗျာ မောင်ဘုံရောတခါလေးလိုက်ခဲ့လို့မရဘူးလားငါတို့ကိုစိတ်မရဘူးလေမရဘူးလေဦးလေးရဲ့အခုလိုထားခဲ့လို့မရဘူးဗျာဦးလေးတို့သာတခြားတဲ့နေရာကိုအမြန်သွားပြီးပုန်းချောင်နေလိုက်နော်ကျွန်တော်ဒီတရဲတွေကိုလည်းနှိမ်နေရအောင်ပဲဗျာဒါအပြင်တို့ရဲ့နောက်မှာကြိုးခိုင်နေတဲ့အောက်လန်းဆရာကြီးကိုလည်းကျွန်တော်ဆက်ပြီးရှာရအောင်ပဲကျွန်တော်ပြောစကားကိုနားထောင်ပါဗျာအချိန်တိတ်မရှိဘူးဦးလေးရဲ့ အဲဒီလိုပြောပြီးတဲ့နောက်မှာတော့မောင်ဖုံးတယောက်ဟာတရေတစီတွေအုပ်လိုက်ကြည့်ရှိရဘက်ကိုအပြေးအလွှားသွားခေလိုက်ပါတယ်။ရွာတကြီးနဲ့အတူ သူ့ရဲ့ရွာသားတွေကလည်းသူတို့အတွက်လုံခြုံမဲ့နေရာစီကိုစုခွာလို့သွားခဲ့တာပေါ့။ မောင်ဖုံးလည်းတနေရာရောက်မှတော့ဆေးလွယ်အိတ်ကျဲကအင်းကွက်ထီရေးဆွဲထားတဲ့ပိတ်စာတစ်ခုကို ထုတ်ခဲ့လိုက်ပါတော့တယ်။ပြီးတဲ့နောက်မှာတော့ဂါရမန်တဲ့ချို့ကိုရွတ်ဖက်ပူဇော်ခဲ့လိုက်ပြီးအင်းကွက်ထီရေးဆွဲထားတဲ့ပိတ်စာကိုလေးဘော်မြောက်ခဲ့လိုက်ပါတော့တယ်။လေးဘော်ကိုရောက်သွားတဲ့အခါမှာတော့အလင်းရောင်တချို့နဲ့အတူစွမ်းအားတွေဟာပြန့်ကျဲလို့သွားခဲ့တာပေါ့။အဲ့ဒါကတော့ထုံးစံအတိုင်းပြာပရုံအုပ်လိုက်ကြီးကိုထုတ်ခဲလိုက်ရှင်ပဲဖြစ်ပါတယ်။ကဲပြာပရုံလေးတို့ရေအဲ့ဒီဓမြတွေကိုတိုက်ခိုက်ဖို့အတွက်ငါအမိန့်ပေးတယ်။တွားပြီးတော့တိုက်ခိုက်ကြကွာ။ မောင်ဖုံးရဲ့အမိန်ကိုရပြီးတဲ့နောက်မှာတော့ပြာပဒုံအုပ်စုဟာဓမြအဖွဲ့တွေစီကိုအ мян ပြေးလို့သွားခဲ့လိုက်ပါတယ်။ပြာပဒုံတွေရဲ့တိုက်ခိုက်မှုကြောင့်ဓမြအရှုဟာတနက်ကိုကင်ပြီးထွက်ပြေးကုန်ကြတာပေါ့။ဓမြအဖွဲ့ကိုပြာပဒုံနေနဲ့တိုက်ခိုက်ခိုင်းတာတဲ့အချိန်မှာတော့မောင်ဖုံးဟာတရေစီတွေအုပ်လိုက်ကြီးနာကိုပြေးလို့သွားခဲ့လိုက်ပါတယ်။အနီနာကိုရောက်ခန့်ဒီအချိန်မှာတော့မြေပြင်ပေါ်ကိုဒုတစ်ဖက်ထောက်ရှာခဲ့လိုက်ပြီးမြေကြီးပေါ်ကိုလက်တစ်ဖက်တင်ကကာရာမန်နန်တွေကိုရွတ်ဆိုခဲ့လိုက်ပါတယ်။ ဲဒီနောက်မှာတော့အနီရောက်အလင်းနဲ့တချို့ဟာမောင်ဖုံးရဲ့ရှိကနေတရက်တစေအုပ်လိုက်ကြီးစီကိုတွားရောက်တိုက်ခိုက်ပါတော့တယ်တရရစီဒီအားလုံးကလေမောင်ဖုံးရဲ့မော်ပညာတွေလက်အောက်မှာမုံမုံလေးကြားလို့သွားခဲ့တာပေါ့အဲ့ဒီချိန်မောင်ဖုံးရဲ့မလမကန်းတဏီယာကနေဦးလေးကြီးတယောက်ပေါ်ထွက်လို့လာပါတယ်မောင်ဖုံးကလေသူ့အဖေအထက်လန်းဆရာကြီးဦးညုံမောင်ကိုမြင်တွေ့ခဲ့လိုက်ရတာကြောင့်အတော်လေးကိုအံ့ဩလို့သွားခဲ့တာပေါ့အဖေ မောင်ရဲ့ခေါ်တန်းကိုဘာမှပြန်မပြောတဲ့ဖခင်ဖြစ်သူဦးညိုမောင်ဟာလက်အုပ်ရှိပြီးကာရာမန်ရန်ကိုရွတ်ဆိုကတရဲတဆေအုပ်လိုက်ကြီးကိုထပ်မံဆင့်ခေါ်ပါရယ်တိမ်မကြလိုက်ခင်မှာပဲတရဲတဆေရိအုပ်လိုက်ကြီးဟာမောင်ဖုံးစီကိုပြေးပြီးဒေါသတကြီးနဲ့တိုက်ခိုက်တာပေါ့ မောင်ဖုံးကလည်းအရှင်တွေကမထင်ထားတာတွေဖြစ်နေခဲ့တာကြောင့်သူ့အတွက်ကြောင်တောင်ဖြစ်လို့နေပါရယ်။ဒါပေမဲ့လို့လည်းဘာမှတုံဆိုင်မနေပဲသူတက်ထားတဲ့ပညာရက်တွေကိုအတုံးချကကာရာမန်န်တွေကိုထက်မှန်ရွတ်ဆိုခဲ့လိုက်တာပေါ့။ဒုံဆန်အတိုင်းပဲသူ့ရဲ့တိုက်ခိုက်မှုအောက်မှာတရေတစ်စီတွေအားလုံးကအော်ဟစ်ညင်းညူပြီးအကုန်လုံးလဲလဲကျလို့သွားခဲ့ပါရယ်။ယေအခုဖြစ်တဲ့ပြဿနာတွေကအဖေးချောင်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။အဲဒီတော့တကယ်ပဲအဖေးဖြစ်ခဲ့ရင်တော့မှကျွန်တော်ကတော့အယုံဖေးပြီးလက်လျှော့လိုက်မှာမဟုတ်ဘူး။ စောင့်ကြည့်ကြတာပေါ့ဗျာ။မောင်ဖုံးတယောက်ကအဲ့ဒီလိုပြုံးပြုံးလေးပြောပြီးတဲ့နောက်မှာတော့သူ့ရဲ့လက်ဘေးမှာရှီနောင်ထားတဲ့အဆောင်ဆွဲကြိုးကိုဖြုတ်ယူခစ်လိုက်ပါတယ်။ပြီးရင်နောက်မှာတော့အဆောင်ဆွဲကြိုးကိုလေးဘောကိုပြစ်လို့ခစ်လိုက်တာပေါ့။မောင်ဖုံးရဲ့လေဆွဲဟာလေးဘောမှာအလင်းနဲ့တချို့နဲ့အတူပြန်ဝဲလို့နေခဲ့ပြီးတပြေးပြေးနဲ့ကြိုးကရှည်လို့လာပါတယ်။အဲ့ဒီအရာကတော့တေချင်းကြိုးလို့ခေါ်တဲ့သူ့အဖေကိုယ်တိုင်တင်ပေးထားတဲ့တင်ကန်းစာတစ်ခုပဲဖြစ်ပါတယ်။လေးဘောမှာအချိန်တော်ကြာအောင်ပြန်ဝဲပြီးတော့မောင်ဖုံးရဲ့အမိန်ကိုစောင့်လို့နေခဲ့ချလာပါဘော။ ကဲတင်းရဲ့အရှိမရှိနေတဲ့သူကိုရှုံအောင်ထားပြီးတော့မောင်ဖုံးရဲ့အမိန်ကိုရလိုက်တဲ့တေချင်တရားကျိုးဟာအားခင်ဖြစ်သူဥညုံမောင်ထံကိုတွားရောက်ရှုံအောင်ပါလာတယ်ကျိုးဟာသူ့ရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်တုံအောင်လို့ထားပြီး တင်းတင်းကြပ်ကြပ်နဲ့ရှုံးထောင်ထားခဲ့တာကြောင့်အလူအလဲအော်ဟစ်လို့နေပါတယ်။တိတ်မကြလိုက်ခင်မှာပဲအဲဒီလိုအော်ဟစ်နေတဲ့အတန်းနဲ့အတူဆရာကြီးဦးညွန့်မောင်ရဲ့ခန္ဓာကိုယ်အတွင်ပြောင်းထားတဲ့အောင်လန်းဆရာကြီးကိုဝါတုတ်တယောက်ဟာသူ့ရဲ့နှကိုပုံစံအတိုင်းပြောင်းလဲလို့သွားခဲ့ပါတယ်။အဲဒီတော့မှအောင်လန်းဆရာကသူ့ရဲ့ဖခင်ပုံစံပြောင်းထားတဲ့ဆိုတာကိုမောင်ဖုံးသိရှိလို့သွားခဲ့တာပေါ့။အဖိုးဦးငယ်ဘာမှမကြောက်ပါနဲ့။အခုချက်ချင်းထွက်လာခဲ့ပြီးဦးလေးကိုရိုက်ခဲ့တာတက်နှစ်ဆလောက်ပို့ပြီးနာချင်းအောင်ကလေးစားပြန်ရှိလိုက်ပါဦး။ အဲ့ဒီအချိန်မှာတော့ရုတ်တရက်ဆိုသလိုပဲမြေဩဇာအိတ်ကိုထမ်းနေကြအဖိုးကြီးဦးငယ်ဟာတုံတချောင်းကိုကန်ပြီးထွက်လွတ်လာခဲ့ပါတယ်။ပြီးရင်နောက်မှာတော့ချုံနောင်ခံထားရတဲ့အောင်လန်းဆရာကြီးကိုဝါတုတ်ကိုကင်ထားတဲ့ဒုံနဲ့မနာရန်အစမပြတ်ရိုက်နှက်ခဲ့တာပေါ့။ ြင်းထန်လာတဲ့ရိုက်ရက်တွေကြောင့်အောက်လန်းစီယာကြီးကိုဝါတုတ်ဟာအလူအလဲအော်ဟစ်လုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းမြို့ကရဲတွေရောက်ရှိလုလာခဲ့ပြီးဓမြအပွဲကိုဖမ်းဆီးချုံနောင်ခေလိုက်တာပေါ့။နောက်ဆုံးတော့ရွာလူကြီးတွေနဲ့ရဲတွေပူးပေါင်းပြီးဓမြအပွဲတွေကိုအရှင်ဖမ်းမိနိုင်ခဲ့လိုက်ပါတယ်။အဲဒီကိစ္စတွေကိုအကောင်းဆုံးစီစဉ်ထားလိုက်တဲ့သူကတော့အထလန်းစီယာကြီးဥညုံမောင်တယောက်ပဲဖြစ်တာပေါ့။အာနာပိုင်းတွေကိုအထလန်းစီယာကြီးကိုရိုင်းတွားရောက်တင်ပေးတိုင်ကြားခဲ့ခြင်းကြောင့်အခုလိုလာရောက်ဖမ်းဆီးခဲ့ခြင်းပဲဖြစ်ပါတယ်။ရွာတကြီးနဲ့ရွာသားတွေကလည်း အထက်လန်းဆရာကြီးဦးညွန့်မောင်ရဲ့စေတနာကိုနားလည်သဘောပေါက်လို့သွားခဲ့တာပေါ့မင်းရဲ့ဖေးကတိတ်နောက်တာပဲကွာမတို့ရဲ့စိတ်ကိုလှည့်သွားတော့တာပဲကွာသူလှုပ်သွားတဲ့အကွက်တွေကလုံးဝကိုပြည်ရင်နေတာပဲတကယ်တော်တယ်လို့ပါကွာ ဒီကနေ့ရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအသုံးလေးနားဆင်ပေးကြရဲကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်ဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရယ်အားလုံးပဲတာယာပျော်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာအသုံးလေးနားဆင်ပေးကြရဲပရိသတ်တွေအားလုံးပဲကျေးဇူးထူးတင်ရှိပါရယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေလည်းတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ